ဒီနေ့ကရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့မှာရှိတဲ့ဘုဒ္ဓထောင်စီရီတော်မြေကြီးကိုသွားရောက်ဖို့ကြာမှာဖြစ်ပါတယ်အခုကမိမိတို့ကအာတန်နေကြိုက်ခေါက်ပြပါလေပြန်လာတာဆိုတော့မာဖန်ဒူလတရာဝ ချက်ပါဘောเนาะဒါကတရားလာနေဖြတ်ပြီးတော့ဘုဒ္ဓဆောင်စေချုံမြေကြီးကိုတွားရောက်ဘုံရောက်ဟာဖြစ်ပါလေအမြဲပိုင်းကကျောင်းတန်းကြီးလည်းဖရာလည်းတော်ဖူးတယ်ပြီးတော့ညနေကြိုက်ခေါက် တန်လင်းချက်ခေါ်ပြရတယ်တောင်းဖို့တယ်ပေါ့နော်ဟိုကလည်းတန်လင်းဘက်ကနေပြန်လာပြီးတော့ဆံမီမျိုးမှရှိတဲ့ဒီဘိုးတထောင်စေတော်မြကြီးကိုပါရောက်ပုံရောပေါ့နော်အာအချိန်ကတော့နေကင်းမိုင်းဆိုတော့နည်းနည်းတော့နေတော့ပုံလေးပေါ့နော်ဒါပေမဲ့ရောက်တော့ရောက်ခိုင်း ရန်ကုန်မြို့ကဖရားတွေကိုစုံအောင်လိုက်ဖူးရတာပေါ့။အဲဒါဘုဒ္ဓရောင်ရောက်တာရောမသိဘူး။ကဲဒီပါရဲ့ဟုတ်ပါရန်ကုန်ဘောင်းလို့ဘောင်းလို့ရောက်ပါပြီ။ဒါကြောင့်တော့တင်ပါမဟုတ်ဘူးတွေ့ရပြီပေါ့နော်။အဲညာဘက်မှာရတာဘုဒ္ဓရောင်စေတော်မြေကြီးပေါ့နော်။အဲဒီနားလေးကတို့ဒီနားချပေးခဲ့ပါလား။အဝင်အဝင်ဝါဒီနားအဝင်ဝါချပေးခဲ့ပါလား။ဟုတ်ပါပြီ။အာဘယ်ဒီနားရက်လို့ရပါမလား။ဟုတ်ပါပြီ။ဝင်သွားလဲရတယ်ပေါ့။ ာလေးရပြီတော့ဒါဆင်းပြီတော့မြေတို့ဘုရောင်စီတို့မြကြီးကိုတွားရောက်ဖို့မြို့ကျဖြစ်ပါတယ်အဲဒါကတော့ဒါဘုရောင်စီတို့မြကြီးရဲ့အတွင်းနေရာပေါ့နော်နေရာအတွင်းလိုင်းကောင်းလေးပြီပေါ့နော်ဒီထဲမှာဒါဟိုအရင်လုံးကတော့မှန်နေနဲ့ကာနဲ့တို့ဒီတွန်းတလို့ဒီမရှိဘူးထင်တယ်မရောက်တာလေတော်တော်ကြာပြီပေါ့နော်ဘုရောင်စီတို့ရောင်မြို့မှာခြားခြားသောဖရာတွေကို ရောင်းဖြစ်ပေမဲ့ဒီကိုတော်စင်ရုံမြကြီးကိုမရောက်တာတော့တော်ကြီးကြာပြီเนาะ20လောက်များရှိတော့တယ်ဒီမှာစင်ုတော်လေးတွေပေါ့เนาะစင်ုတော်လေးကြောင့်နေပြတာနဲ့ကလုတ်ပန်းနေနေပြတာနဲ့ဒီမှာတရားထိုင်ခြင်းနဲ့သူတွေအဲအဲတရားမှတ်ခြင်းနဲ့သူတွေအတွက်လည်းဒီထဲမှာစိတ်နေတော့ပေါ့ဒီမှာတော့စေဒီမျိုးစုံတွေပေါ့တော့ပြတာတော့เนาะဒီမှာလည်းအများကြီးပေါ့เนาะ အဲ့တော့ဒီမှာတရားထိုင်နေတဲ့လူတွေလည်းအာအများကြီးတွေ့တယ်နော်ခုံတော်ပွားတဲ့လူတွေလည်းတွေ့တယ်အာပြည်စိတ်နေတဲ့လူတွေလည်းတွေ့တယ်ပေါ့နော်ဒီမှာတခုံတိုင်းတွေပါလေအဲတွေ့တယ်ပေါ့နော်အဲဒီမှာစေဒီစေဒီဒီမှာဒီထဲမှာကတော့ဒါအေးနေရပေါ့နော်ဒါမှမဟုတ်ဒီထဲမှာနေတဲ့ပုံကိုယ်တွေကတော့ တိတ်တိတ်ဆိတ်ဆိတ်နေနဲ့ဖျားဖို့ဧည့်သည်တွေကိုနောက်ရှက်မပေးဘဲနဲ့အဲဒီကထားပြီးတော့နေရတယ်ပေါ့နော်။အဲဒါဒီတိုင်းရလှောင်ရဆိုတော့အတန်ဒီမြန်ညာဒီမှာကဲ။ဒါပေါ့နော်။ဒါတော့ဖျားစင်နူတော်လေးပေါ့လေ။ဟိုင်းတော့မစင်နူတော်လေး။အများကြီးပေါ့ဒီမှာတွေ့ရတယ်ပေါ့နော်။ဒီမှာပလင်းပလင်းနဲ့ဘုံဖျားတွေပေါ့နော်။အဲဒါရှိတော့ဒါဖျားတွေပေါ့နော်။ဒါ ဒီအောင်တွန်းတူလို့ရတယ်ဖရားကြီးဖြစ်ပေါ်တော့ဒီမှာအများကြီးပေါ့။အဲ့ဒီတောင်ရှောင်းလုံးကိုတော့ဖရားကြီးအတိအတွင်းမဲ့လိုက်ဒီမှာဒါပြထားတာပေါ့နော်ဖရားကြီးအများကြီးပေါ့။ဒါတော့ဘုရားစီတော်မြတ်ကြီးရဲ့ဖရားကိုဝါထဲတော့ပေါ့ပုံလို့ရုပ်တို့ထဲတော့ပေါ့ထဲတော့မှာထားတာပေါ့နော်။ဒီဘုရားစီတော်မြတ်ကြီးမှာဒါအထူးဆန်းတွေ့ရတာဒါအခြေစည်းတွေပေါ့နော်ဒီမှာ းပစံရုပ်ရင်တော့ပစံမလေးဓမ္မစီတွေမောင်မူစီတွေတကြက်စီတွေဒါဆိုရင်မြေလုံးငယ်လုံးကဒါတော့ပစံတုံးလေးရတာပေါ့နော်။ဒါတုံးလေးရတာဟိုတာတွေမနိုင်အဲပြောက်ွယ်သွားတာတော့ကြာပြီပေါ့နော်။အသုံးအသုံးတဲအသုံးတဲတော့တော့ကြာပြီ။ဟိုဒါဘုဒ္ဓံလည်းရမှာလူလူဆန်းဆန်းတော့မအများကြီးတွေ့ရတယ်။အများကြီးအများကြီးပဲတွေ့ရတာသေချာချာဟုတ် အာအမရိယအနေနဲ့တင်ထားတာတဲ့နော်ဘောနော်ဒီမှာအများကြီးတွေ့ရတယ်ဗောဒီမှာအများကြီးတွေ့ရတယ်ဒါတော့ဘုရတော်စေတော်မြတ်ကြီးရဲ့အတွက်ဒီမှာဒါရေအဲရပြရပါခွေဖရာပုံစံလေးဒါအများကြီးပဲဗောနော်ဒီမှာတွေ့ရတယ်ဒါလည်းပါတွေ့ရပါတယ်အများကြီးပဲဘုရတော်စေတော်မြတ်ကြီးရဲ့ဒါအတွင်းပိုင်းဗောနော်ဒီမှာရတဲ့အတွင်းပိုင်းမှာပြသတာရေမှာတော့ အကြိုက်ရောဟောပြပေါ့နော်လူတွေနဲ့ဆုံညံနေလို့လည်းပြပေါ့နော်တရားထိုင်တဲ့လူတွေနဲ့ဖြည့်ရှိဖို့တဲ့လူတွေလေးစိတ်တွေပေါ့နော်ဒါလည်းရထားတာပေါ့နော်အာဒီမှာတော့ပြထားတယ်အာဟမ်ဒါတော့ဘုရားစီရောမြကြီးရဲ့အပြင်ပေါ့ပေါ့နော်ရှောက်လန်းနေမှာပေါ့ အဲလည်းသူတို့အမိုးလေးတွေလည်းသူတို့လှုပ်ထားပြီးတော့ဗောအဘူရောင်ရလေဗျာဘူအင်းတွေတွေအဲတောင်းလာလေခန္ဓာမပေါ်အောင်ဆိုပြီးတော့ဗောရောင်စီရမြေကြီးရဲ့ဘူရောင်ဖရားလေပြင်ပတ်ပါလေဒါအတော့ဟိုအမိုးလေးတွေလှုပ်တာဗောအဲ့တော့ဘူရောင်စီရမြေကြီးကဒီတဖုံးသားနဲ့ဗန်နီကတော့ညင်အောင်ပဲဆောင်လာခဲ့တဲ့ဇန်တော်ဆက်ချောင်းစုလေးကတဆူရဗောနော်နောက်ပြီးတော့ဒီတထုံမျိုးကဒီဓမ္မတော့ကမင်းကြီး စီရရစံတော်ရစီတွေကတက်ဆူရဲ့ဟုတ်ကဲ့တန်မင်းဘောကဒီနာမင်းစံတော်ချောင်းတက်ဆူတော့အဲ့တော့စံတော်တုံးစုကိုတောင်းပြီးတော့ကာလာဒီဘောကစီတွေလို့ကြာပါဦး ထားဘူးဘုရားရှင်ကြီးရဲ့ဒေါနာကြီးရှင်ကတည်းကအဲဒါကနေပေါင်း၂၅၅၀၀ကျော်ပါဘုရားရှင်ကြီးကဘုရားဘုရားတက်ရှိအောင်စိတ်တော်ကြီးရဲ့ဆုလည်းဖြစ်လို့ဘုရားကဘာစေတော်တန်ရာတော့၆၀၀ကျော်အားကိုးကြရာသုတ္တမိကဘာနာယေကာတော့ကုသိုလ်ရှိသူကိုမြုပ်နိုင်နိုင်ရန်သူတန်းပူဇော်နေပါတော့ဆိုတဲ့ကြောင့်တိုက်တော့လို့ဆိုပါဒါနမှာပါတန်ရာမျက်နှာရရတယ် တည်ရှိတယ်။ဒါနာပါမဘုရားခေါင်းကနေရတယ်ဖြစ်ပါတယ်ပေါ့နော်။ဒါနာဆောပါပါဒီကစားတွေပါပါပါတန်းပြန်တယ်။တကယ်ကြည့်ရဲ့။အားရရတယ်နံနံလေးရှိတယ်ပေါ့နော်အားကြောင့်ပေါ့အာရောင်မြို့ကိုရောက်တယ်ဆိုတော့ပေါ့ရောင်ကိုဖျောက်ကိုသွားပြတယ်ဆိုတော့မိဘပြည်သူတို့အနေနဲ့ပေါ့လေဒီဘုရတော်စေရတော်မြတ်ကြီးကိုလည်းဒါသွားရောက်ဘုရမြတ်ကြီးကိုပူဇော်ကြပေါ့ ဥစဉ်နေနေပါလေအကြံပြုတိုက်တွန်းလို့ဆိုလိုက်ပါတယ်ကဲဟိုကြောင့်မှစိတ်ချမ်းသာပေါင်းလို့ရဆန္ဒပြပါစေ